မင်္ဂလာဆောင်တွေမှာသတို့သမီးဝတ်စုံတွေနဲ့ပျော်ရွှင်နေတဲ့စုံတွဲတွေကိုမြင်ဘူးကြမှာပါ။ဒါပေမဲ့အသက်30ကျော်လာတဲ့အခါအိမ်တော်ရဲ့အတွက် လူရွေးချယ်တဲ့အခါရွေးချယ်စရာတွေနည်းလာတယ်ဆိုတာမိတ်ဆွေတို့သိပါသလား။ဒီလိုအခြေအနေမှာဘလို့ရွေးချယ်မှုတွေပြုလုပ်တင်လဲဆိုတာကိုမဲရွေးဟင်းဆိုတဲ့စာအုပ်ထဲမှာတွေ့ရှိနိုင်ပါတယ်။ဒီစာအုပ်ကိုရေးသားတဲ့စာရေးဆရာမလိုရီဂေါတလစ်ဟာနာမည်ကြီးစိတ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ် ူကအခြေရေးနဲ့ပတ်သက်ပြီးအမျိုးသမီးတွေကြုံတွေ့နေရတဲ့အခက်အခဲတွေကိုစမ်းစစ်ပြီးလက်တွေ့ကျတဲ့အကြံဉာဏ်တွေပေးထားပါတယ်။အသက်နှစ်ဆကျော်ရွယ်မှာဒိတ်တင်းလောက်တာနဲ့အသက်သုံးဆကျော်ရွယ်မှာဒိတ်တင်းလောက်တာမတူတော့ပါဘူးမိတ်ဆွေ။အသက်ကြီးလာတာနဲ့အမျှရွေးချယ်စရာလူဦးရေကနည်းလာပါတယ်။အမျိုးသမီးတွေရဲ့အသက်35နှစ်ကျော်လာရင် single ဖြစ်နေတဲ့အမျိုးသားဥယေကတိတိတတ်တာယောနေလာပါတယ် ဒါအပြင်အမျိုးသားအများစုကအသက်ငယ်တဲ့အမျိုးသမီးတွေကိုပိုပြီးစိတ်ဝင်စားကြပါတယ်။အသက်35နှစ်နောက်ပိုင်းမှာ single ဖြစ်နေတဲ့အမျိုးသားတွေဟာ အရင်ကထက်ပိုပြီးရွေးချယ်ရခက်လာပါတယ်။ဘာလို့လဲဆိုတော့သူတို့မှာ အတိတ်က အတွေ့အကြုံတွေဝင်ထုတ်ဝင်ပိုးတွေရှိနိုင်လို့ပါ။ဒါကြောင့်အသက်ကြီးလာတဲ့အမျိုးသမီးတွေဟာခက်ခဲတဲ့အခြေအနေတွေကိုရင်ဆိုင်ရပြီးကိုယ်နဲ့တင့်တော်မဲ့သူကိုရှာဖွေဖို့ပိုခက်ခဲလာပါတယ်။ အမျိုးသားတွေနဲ့မတူတာကအမျိုးသမီးတွေမှာကလေးယူဖို့အတွက်အချိန်ကန့်သက်ရှိတာကြောင့်ဒိတ်တင်းလုတ်တဲ့အခါပိုပြီးဂရုစိုက်ရပါမယ်။ရုပ်ရှင်တွေဝတ္ထုတွေတဲကလို့ပြပြစုံတဲ့အချစ်ကိုမိဆွေတို့မျှော်လင့်နေတုန်းလား။တကယ်တော့မိဆွေတို့ရဲ့မျှော်လင့်ချက်တွေကလက်တွေ့နဲ့ကြွားချားနေနိုင်ပါတယ်။မီဒီယာတွေရဲ့လွှမ်းမိုးမှုကြောင့်အချစ်နဲ့ပတ်သက်ပြီးစံနှုန်းတွေမြင့်မားနေတတ်ပါတယ်။ ပြီးပြည့်စုံတဲ့ချစ်သူပြတနာမရှိတဲ့ဘဝဆိုတာတကယ်တမ်းမှမရှိပါဘူးအမျိုးသမီးတွေဟာမိမပီတာစွာနေထိုင်နိုင်ပေမဲ့ဒိတ်တင်းမှာတော့ခွင့်လွှတ်ဖို့ခက်ခဲတတ်ကြပါတယ်ဘာလို့လဲဆိုတော့အရာအလုံးဖြစ်နိုင်တယ်ဆိုတဲ့အတွေ့အကြုံဘယ်အရာကိုမှအရှုံးမပေးခြင်းကြလို့ပါဒါပေမဲ့ဒီလိုအတွေးခေါ်တွေကြောင့်တကယ်ကောင်းတဲ့သူကိုလက်လွတ်ဆုံးရှုံးနိုင်ပါတယ် လက်ရှိဒိတ်တင်းမှာပြင်ပအကြောင်းအရာတွေကြောင့်အခက်အခဲမရှိပေမဲ့ကိုယ့်ရဲ့အတွင်းစိတ်ကြောင့်စိန်ခေါ်မှုတွေဖြစ်လာနိုင်ပါတယ်။သူဟာငါအတွက်မှန်ကန်တဲ့သူဟုတ်ရဲ့လားဆိုတဲ့အတွေးတွေကမကြာခဏဆိုသလိုဖြစ်ပေါ်တတ်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့ဟာကိုယ့်ရဲ့စိတ်ထဲကအတားအဆီးတွေကိုဖယ်ရှားပြီးပုံမွေလင်းလင်းဆက်ဆံတင်ပါတယ်။အမျိုးသမီးအများစုဟာလက်တွဲဖော်နဲ့ပတ်သက်ပြီးအရေးချင်းတွေအများကြီးတောင်းဆိုတတ်ကြပါတယ်။ ပုံမှန်တရံအလုတ်ကင်ဝါဒနာစိတ်နေစိတ်ထားအစရှိသဖြင့်အမျိုးမျိုးစဉ်းစားကြပါတယ်။တကယ်တော့ဒီလိုစည်ရင်တွေကအယမ်းရှိပြီးဘယ်သူမှအဲ့ဒီစည်ရင်ထဲမှာမပါဝင်နိုင်ပါဘူး။ဆိုမိတ်ဆိုတဲ့ဇကားကို မိတ်ဆွေတို့ယုံကြည်ပါသလား။တယောက်နဲ့တယောက်ကမ်းပါရင် အလိုလိုတွေ့ကြလိမ့်မယ်လို့ထင်ပါသလား။တကယ်တော့ဆိုမိတ်ကဆိုတာချက်ချင်းကြီးဖြစ်ပေါ်လာတာမဟုတ်ပါဘူး။အချိန်ယူပြီးတိဆောက်ယူရတာပါ။ ။ online dating ကိစ္စတွေမှာလည်းပုံမှန်တဏ္ဍကိုပဲအဓိကထားပြီးရွေးချယ်တတ်ကြပါလေ။ဓပုံတပုံဝါသနာတစ်ခုကိုကြည့်ပြီးတစ်ဖက်လူရဲ့အကြောင်းကိုအလုံးစုံသိတယ်လို့ထင်တတ်ကြပါလေ။ဒီလိုအပေါ်ရန်အချက်လက်တွေကိုပဲအခြေခံပြီးဆုံးဖြတ်တာဟာမှားယွင်းနိုင်ပါလေ။မျိုးသမီးအများစုကအလျှော့ပေးလိုက်ရင်ငါဘဝကပျော်ရွှင်တော့မှာမဟုတ်ဘူးလို့ထင်တတ်ကြပါတယ်။တကယ်တော့အလျှော့ပေးခြင်းနဲ့အရှုံးပေးခြင်းမတူပါဘူး။ အလျှော့ပေးတယ်ဆိုတာကကိုတကယ်လိုအပ်တဲ့အရာကိုဦးစားပေးပြီးမလိုအပ်တဲ့အရာကိုလစ်လူရှုလိုက်တာပါလက်တွဲဖို့ကိုရွေးချယ်တဲ့အခါရုပ်ပိုင်းဆိုင်ရာအချက်လက်တွေထက်စိတ်ပိုင်းဆိုင်ရာရည်ချင်းတွေကိုဦးစားပေးတင်ပါတယ်ကျင်နာတတ်ခြင်းယူသားခြင်းရင့်ကျက်ခြင်းနဲ့ရည်ရောခြင်းစတဲ့အရည်ချင်းတွေကပျော်ရွှင်စရာအိမ်တော်ရဲ့အတွက်အရေးကြီးပါတယ်တကယ်ပျော်ရွှင်တဲ့စုံတွဲတွေဟာချက်ချင်းကြီးချစ်ကြိုက်သွားတာမဟုတ်ပါဘူး သူတို့ဟာတယောက်ကိုတယောက်လေးစားကြတယ်အတူတူအချိန်ဖြုံးရတာကိုပျော်ရွှင်ကြတယ်ဘဝရဲ့ရည်မှန်းချက်တွေတူညီကြတယ်ဒါကြောင့်မိษွေတို့အနေနဲ့ကောင်းယုံလေးပဲကောင်းတဲ့သူကိုရွေးချယ်တင်ပါတယ်ပထမဆုံးတွေ့တွေ့ချင်းမှရင်ကြိုက်သွားရမယ်လို့မိษွေတို့ထင်နေသလားတကယ်တော့အချိန်ကြာလာမှချစ်ချင်းမေတ္တာတွေတိုးပွားလာတာပါ ချက်ချင်းဖြစ်ပေါ်လာတဲ့ခံစားချက်ကိုပဲအာယုံဆိုင်နေရင်ကောင်းမွန်တဲ့သူတွေကိုလစ်လျူရှုမိနိုင်ပါတယ်။အချို့လူတွေကကြည်လိုက်ရင်ရုပ်ရည်မပြေဖြစ်ပေမဲ့အချိန်ကြာလာတာနဲ့အမျှသူတို့ရဲ့ကောင်းမွန်တဲ့စိတ်ထားတွေပေါ်လာတတ်ပါတယ်။ဒါကြောင့်တစ်ဖက်လူကိုဒုတိယအချိန်ထပ်ပြီးအခွင့်အရေးပေးတင်ပါတယ်။အချို့ယဉ်ကျေးမှုတွေမှာအချစ်ကိုနမ်းနဲ့ကြည်ရာဆိုပြီးနှမျိုးခွဲခြားသတ်မှတ်ကြပါတယ်။ ဖြစ်တယ်ဆိုတဲ့ခံစားချက်အပြင်ဂယုစိုက်ခြင်း၊မျက်နှိုးခြင်းစတဲ့လှုပ်ဆောင်မှုတွေနဲ့လည်းတက်တည်ပြသင့်ပါတယ်။အိမ်တော်ရေးဆိုတာရိုမန်တဆန်နဲ့ခံစားချက်တသက်မဟုတ်ပဲလက်တွေ့ကျတဲ့လုပ်ငန်းတစ်ခုလိုပါပဲ။ဘာလို့လဲဆိုတော့ငွေကြေးစီမံခန့်ခွဲမှုအိမ်မှုကိစ္စခွဲဝေမှုကလေးပြုစုပြောထောင်မှုစတာတွေကိုပါထည့်သွင်းစဉ်းစားရလိုပါ။အိမ်တော်ရေးကိုစီးပွားရေးလုပ်ငန်းတစ်ခုလို့သဘောထားပြီးစီမံခန့်ခွဲမယ်ဆိုရင် အောင်မြင်နိုင်ပါတယ်။ စုံတွဲတွေအနေနဲ့ငွေကြေးစီစဉ်တွေလုပ်ငန်းတာဝန်တွေကိုအစောပိုင်းမှာဆွေးနွေးတိုင်ပင်တင်ပါတယ်။ဒါကအချက်ကိုယောနေသွားစေတာမဟုတ်ပဲခိုင်မာတဲ့အခြေခံအုတ်မြစ်ကိုတိဆောက်ပေးတာပါ။ပျော်ရွှင်တဲ့အိမ်တော်ရေးတွေဟာအပြန်အလှန်ကူညီပံ့ပိုးမှုနဲ့တိဆောက်ထားတာပါ။ဘဝရဲ့အခက်အခဲတွေကိုအတူတူဖြေရှင်းနိုင်တဲ့လက်တွဲဖို့ကိုရှာဖွေဖို့အရေးကြီးပါတယ်။ အမျိုးသမီးအများစုဟာလက်တွဲဖော်နဲ့ပတ်သက်ပြီးလိုချင်တဲ့အရာတွေအများကြီးရှိတတ်ပါတယ်။တကယ်တမ်းတော့မိတ်ဆွေတို့အတွက်ဘာတွေကအရေးကြီးလဲဆိုတာကိုဦးစားပေးပြီးစဉ်းစားသင့်ပါတယ်။တခါတလေလိုချင်တဲ့အရာတွေကစန့်ကျင်ဘက်တွေဖြစ်နေတတ်ပါတယ်။ဥပမာစိတ်လှုပ်ရှားစရာကောင်းတဲ့သူကိုလိုချင်ပေမဲ့တည်ငြိမ်တဲ့အလောက်ကန်ရှိတဲ့သူကိုလည်းလိုချင်တာမျိုးပါ။ ဒီလိုအတွင်းစိတ်ပရိပခတွေကိုသိရှိခြင်းကမိษွေတို့အတွက်ဘာတွေကအရေးကြီးလဲဆိုတာကိုပိုပြီးရှင်းရှင်းလင်းလင်းသိစေနိုင်ပါတယ်။ဖြစ်နိုင်ခြေရှိတဲ့လက်တွဲဖို့ကိုအကောင်းဆိုးတွေနဲ့ချိန်ဆပြီးအကဲဖြတ်တင်ပါတယ်။ပြီးပြည့်စုံတဲ့သူကိုရှာဖွေမဲ့အစားကောင်းတဲ့သူကိုရွေးချယ်တာကပိုပြီးလက်တွေ့ကြပါတယ်။လက်တွဲဖို့ကိုရွေးချယ်တဲ့အခါကိုကိုယ်တိုင်ကလည်းဘယ်လိုလူလဲဆိုတာကိုသိထားဖို့လိုပါတယ်။ ကိုယ်မှလည်းအားနည်းချက်တွေရှိတယ်ဆိုတာကိုလက်ခံရပါမယ်။တခါတလေကမစ်ဆယ်ရီလို့ခန်းစားရတာကငယ်ဘဝအတွေ့အကြုံတွေအတိတ်ကဆက်ဆံရေးပုံစံတွေကြောင့်ဖြစ်တတ်ပါတယ်။ဘာကြောင့်အဲ့ဒီလိုလူမျိုးကိုစိတ်ဝင်စားတာလဲဆိုတာကိုသိရှိခြင်းကမကောင်းတဲ့စက်ဝန်းကနေရုံထွက်နိုင်ဖို့အရေးကြီးပါတယ်။ကိုကိုကိုအယမ်းထင်ကြီးတာငါကအရာရာပြည့်စုံတယ်လို့ထင်နေတာကတာမန်ဆက်ဆံရေးတွေကိုလစ်လျူရှုမိစေနိုင်ပါတယ်။ နှိမ့်ချမှုရှိပြီးအား내ချက်တွေကိုလက်ခံနိုင်မှပျော်ရွှင်တဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်မှာပါဒိတ်တင်းဆိုတာစီးပွားရေးသဘောတရားနဲ့လည်းဆက်ဆက်ပါတယ်ရရှိနိုင်တဲ့ရွေးချယ်စရာတွေများလေလေမိတ်ဆွေရဲ့တန်ဖိုးကမြင့်လေလေပါပဲအမျိုးသမီးတွေအသက်ကြီးလာတာနဲ့အမျှရွေးချယ်စရာအမျိုးသားတွေနေပါလာပါတယ်ဒါအပြင်ကလေးလိုချင်တဲ့အမျိုးသမီးတွေအတွက်အိမ်ောင်ရေးဈေးကွက်မှာတန်ဖိုးကျဆင်းသွားနိုင်ပါတယ် အချို့ဆက်ဆံရေးတွေဟာအိမ်နောက်ရေးအထိမရောက်နိုင်ပါဘူးအဲ့ဒီဆက်ဆံရေးတွေမှာ အချိန်ငွေကြေးနဲ့စိတ်ခံစားမှုတွေကို မြုပ်နှံထားတာဟာရေရှည်မှာဘာကျိုးမျက်မှမရရှိစေပါဘူးဒါအပြင်တစ်တော်တဲ့သူနဲ့တွေ့ဆုံမှုအခွင့်အရေးကိုလည်းဆုံးရှုံးစေနိုင်ပါတယ်တင်းကျပ်လုံးနဲ့စံနှုန်းတွေလက်တွေ့မကျတဲ့စံနှုန်းတွေနဲ့လူတွေကိုရွေးချယ်မယ်ဆိုရင်ဒိတ်တင်းဈေးကွက်မှာမိတ်ဆွေရဲ့တန်ဖိုးကိုလျှော့ကျစေနိုင်ပါတယ် စံနှုန်းတွေထားတာကောင်းပေမဲ့ရရှိနိုင်တဲ့လက်တွဲဖော်တွေနဲ့ချိန်ညှိဖို့လိုအပ်ပါတယ်ပထမဆုံးအထင်မြင်ဟာအိမ်တော်ရေးအောင်မြင်ခြင်းရဲ့အကောင်းဆုံးအချက်မဟုတ်ပါဘူးပထမဆုံးတွေးဆမှုဟာအမြဲတမ်းမှန်ကန်တဲ့ဆုံးဖြတ်ချက်မဟုတ်နိုင်ပါဘူးပျော်ရွှင်တဲ့အိမ်တော်ရေးအများစုဟာချက်ချင်းကြီးဖြစ်ပေါ်လာတဲ့ခံစားချက်နဲ့စတင်ခဲ့တာမဟုတ်ပါဘူးအချိန်ကြာလာမှတယောက်နဲ့တယောက်လေးစားမှုတံမိုးထားမှုတွေဖြစ်ပေါ်လာတာပါ စုံတွဲတွေဟာသူတို့ရဲ့ချစ်ခီးလန့်ကိုပြန်ပြောပြတဲ့အခါအမတ်တရားတွေကိုပြန်လဲပြင်ဆင်လေ့ရှိပါတယ်။ပျော်ရွှင်တဲ့စုံတွဲတွေကအစိုးပိုင်းစင်တွေကို ပို့ပြီးအကောင်းမြင်ကြပြီးမပျော်ရွှင်တဲ့စုံတွဲတွေက ပို့ပြီးအဆိုးမြင်ကြပါတယ်။ဒါကအိမ်တော်ကြီးရဲ့အောင်မြင်မှုကအစပိုင်းကိုဘလို့မြင်လဲဆိုတာကိုလွှမ်းမိုးနိုင်တယ်ဆိုတာကိုပြသနေပါတယ်။ပထမဆုံးရက်ချင်းမှာဘာမှထူးထူးခြားခြားမဖြစ်ခဲ့ရင်တော့ဒုတိယအကြိမ်ထပ်ပြီးအခွင့်အရေးပေးတင်ပါတယ် ်လူတွေဟာအစပိုင်းမှာစိတ်လှုပ်ရှားပြီးကြောက်တောင်းတောင်းဖြစ်နေတတ်ပါတယ်။ဒါကြောင့်ဒုတိယအကြိမ်တွေ့ဆုံမှုက ပိုပြီးတက်တောင့်တတာရှိစေပြီးအမှန်တကယ်ချိတ်ဆက်မှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။အမျိုးသမီးတွေဟာ အမျိုးသားတွေထက်ပိုပြီးရွေးချယ်တတ်ကြပါတယ်။အမျိုးသားရောအမျိုးသမီးကိုပါဘယ်ရာဂိုင်းနှုန်းကိုဒိတ်တင်းလို့မလဲလို့မေးရင်အမျိုးသမီးတွေက ပိုပြီးရာဂိုင်းနှုန်းနည်းနည်းကိုပဲရွေးချယ်ကြပါတယ်။ အမျိုးသားတွေကရုပ်ရည်နဲ့နှွေးထွေးမှုကိုဦးစားပေးပေမဲ့အမျိုးသမီးတွေက ဝင်ငွေပညာရေးအရက်အမြင့်စိတ်ခံစားမှုနဲ့ဝါသနာတွေကိုပိုပြီးဦးစားပေးကြပါတယ်။အမျိုးသမီးတွေကပြီးပြည့်စုံတဲ့သူကိုရှာဖွေခြင်းကြပါတယ်။ချစ်သူလည်းဖြစ်၊တငယ်ချင်းလည်းဖြစ်၊ညာရည်တူတဲ့သူလည်းဖြစ်၊စိတ်ရင်းကောင်းတဲ့သူလည်းဖြစ်၊ငွေကြေးရှာဖွေနိုင်တဲ့သူလည်းဖြစ်ခြင်းကြပါတယ်။တကယ်တော့ဘယ်သူမှအရာရာကိုဖြစ်စည်းပေးနိုင်မှာမဟုတ်ပါဘူး။ ိမ်နောင်ရေးကောင်းတစ်ခုဟာအချိန်ကြိုးစားမှုနဲ့ဂတိကဝတ်တွေနဲ့တိစောက်ထားပါတယ်။ပျော်ရွှင်စရာအိမ်နောင်ရေးဆိုတာစိတ်အားထက်သန်မှုတစ်ခုလည်းနဲ့တိစောက်ထားတာမဟုတ်ပါဘူး။အပြန်အလှန်ကူညီပံ့ပိုးပေးနိုင်တဲ့လက်တွဲဖော်ရှိခြင်းဘဝကို အတူတူတိစောက်ခြင်းမိသားစုကို ပြုစုပျိုးထောင်ခြင်းစတာတွေနဲ့တိစောက်ထားတာပါ။ကတိကဝတ်ပြုခြင်းကလွတ်မြောက်မှုကိုဖြစ်စေနိုင်ပြီးချစ်ချင်းမေတ္တာကိုလည်းပိုမိုနှက်ဆိုင်စေနိုင်ပါတယ်။ နှစ်ဦးနှစ်ဖက်စလုံးကဆက်ဆံရေးကိုအလုတ်ဖြစ်အောင်လှုပ်ဆောင်ဖို့စိတ်ပိုင်းဖြတ်ထားရင်ဒါအလုတ်ဖြစ်ပါမလားဆိုတာထက်ဘလို့လို့ရင်အလုတ်ဖြစ်မလဲဆိုတဲ့အတွေးကိုဦးစားပေးလာပါလိမ့်မယ်။ဒီလိုအတူတူစူးစမ်းအားထုတ်မှုကအချိန်ကြာလာတာနဲ့အမျှခိုင်မာတဲ့နှောင်ကြိုးကိုဖြစ်ပေါ်စေပါရဲ့။မိတ်ဆွေတို့ရေဒီစာအုပ်ထဲကအဓိကသင်ခန်းစာတွေကတော့လက်တွေ့ကြတဲ့မျှော်လင့်ချက်တွေထားပြီးကိုယ့်ရဲ့လိုအပ်ချက်ကိုတည်ဖို့ပါပဲ။ ရေးကြီးဆုံးကတော့ကိုကိုကိုတည်ပြီးချိုယွင်းချက်တွေကိုလက်ခံဖို့ပါဒါအပြင်အပေးယူလုတ်တက်ဖို့နဲ့ရေရှည်လက်တွဲဖို့ကိုရွေးချယ်တဲ့အခါချက်ချင်းဖြစ်ပေါ်တဲ့ခံစားချက်ထက်အချိန်ယူတည်ဆောက်တဲ့ဆက်ဆံရေးကိုဦးစားပေးဖို့ပါပဲဒီချက်တွေကိုအခြေခံပြီးလက်တွဲဖို့ကိုရွေးချယ်မယ်ဆိုရင်ပျော်ရွှင်တဲ့အိမ်တော်ရေးကိုတည်ဆောက်နိုင်မှာပါအခုပဲကိုယ့်ရဲ့အတွေးခေါ်တွေကိုပြောင်းလဲပြီးပုံမှန်ကောင်းမှုနဲ့အခြေရေးကိုတည်ဆောက်လိုက်ပါ